ဒီကနေ့ဧပြီလ23ရက်နေ့ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငါးခိုင်တွင်ကခောက်လက်မျိုးနယ်မှာတကြံပွဲတော်ပြုလုပ်ခဲ့ပါတယ်။ဖန်ငါးခိုင်တွင်ကခောက်လက်မျိုးနယ်မှာထူးထူးခြားခြားအနေနဲ့တကြံပွဲတော်ကိုဧပြီလ23ရက်နေ့တရက်ထဲကျင်းပတာပါ။ဒီပွဲတော်ကိုဖိတ်ကြားခံရတဲ့ Affiliate မှုဆောင်ဒါရိုက်တာဦးထွတ်ချစ်ကလည်းမြန်မာလူမျိုးတွေထိုင်းတကြံပွဲဆင်နွှဲရမှာ queue site ကြဖို့ပြောပါဗျာ။အဲ့ဒီလေဘောနော်ကျွန်တော်ဒီထိုင်းနိုင်ငံတောင်ပိုင်းမှာကျွန်တော်တို့ဒီကြံပွဲတော်လုပ်တာပေါ့ဒါကျွန်တော်တို့ရဲ့ဒီဒီနယ် လည်းပါတယ်ခန္ဓာဆိုင်ရာတွေကျွန်တော်တို့ပါတယ်ကျွန်တော်တို့မြန်မာရှင်ပြောင်းလို့သမားတွေလည်းဟိုကူပေါင်းဆောင်ရွက်ပြီးတော့ပြောင်းလဲရှုံ့ဝဲဖို့ပါနေကြတာကျွန်တော်တို့မြန်မာရှင်ပြောင်းသမားတွေလည်းဘယ်ဆက်မှတ်ထားတဲ့စဉ်းစားကောင်းပါအတိုင်းနဲ့ကျွန်တော်တို့ပြောင်းရှုံ့ချောင်းကျွန်တော်တွေလည်းပြန်ထားတာပဲကျွန်တော်တို့ဒီတစ်မင်္ဂလာမှာကျွန်တော်တို့မြန်မာရှင်ပြောင်းအလုပ်သမားတွေလည်းအန်ဒီယကိဘေကိကိနဲ့ကျွန်တော်တို့သမားတွေရဲ့အဲဒီဘေဘဝရနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်အားလုံးအားကြီးကြပါစေ ကြံပွဲတော်ကိုထိုင်းနိုင်ငံတောင်ပိုင်းလွှတ်တော်အမှတ်တွေခရိုင်လူကြီးတွေရက်ကွက်လူကြီးတွေနဲ့စစ်တပ်နဲ့ရဲအရာရှိတွေတက်ရောက်ခဲ့ပြီးမှတ်တရစကားများလည်းပြောကြားခဲ့ပါတယ်။ဒါပြင် URL ဒလီဖြစ်တဲ့ရေလောင်းခြင်းနဲ့ကံကောင်းအောင်ဆူတောင်းပေးခြင်းတွေလည်းပြုလုပ်ခဲ့ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ဆုံခရာလို့ခေါ်တဲ့ကြံပွဲတော်ကိုဧပြီလ23ရက်နေ့ကနေ25ရက်နေ့ထိ3ရက်တိုင်ကျင်းပမှာဖြစ်ပါတယ်။